ပရီးမီးယားလိပွဲစဉ်73အပြီး United အခြေအနေဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့အောင်ရင်ချမ်းပါနီးပြအာမိုရင်ရဲ့ United အသင်းဟာပရီးမီးယားလိရဲ့ပွဲစဉ်73ပြီးမှာတော့အဆင့်9နေရာအထိတက်လန်းလာခဲ့ပြီးဇေယျထိတ်ခအသင်းတွေနဲ့ရမှတ်တွေအတော်လေးပြန်ကက်လာခဲ့ပါပြီ။ လက်ရှိအဆင့်9နေရာမှာလက်ပါဘူးအသင်းနဲ့ရမဲ့တူပြီးကိုးကွာဟချက်တွေကြောင့်အပေါ်အောက်ဖြစ်နေပေမဲ့တပွဲတလီတိန်းဆောင်သွားလိုက်တာနဲ့အချိန်မရွေးအဆင့်တွေဇက်တိုက်ထိုးကျသွားဖို့ရှိနေပါတယ်။ပွဲစဉ်73ပြီးမှ United အသင်းဟာကစားရခက်ခဲပြီးတခြားအသင်းကြီးတွေဆိုဒုက္ခပေးလို့ရှိတဲ့ပဲလစ်တို့ရဲ့အင်ကွင်းမှာပဲအနိုင်ရရှိကအင်ကွင်းရှုံးပွဲမရှိသေးပါဘူးဆိုတဲ့ဒီယာဒီပဲလစ်တို့ကိုပထမဆုံးအင်ကွင်းရှုံးပွဲကြုံတွေ့စေခဲ့တာမို့အချို့ဘောတကာလောင်းတို့လိုချုံမြင်ခဲ့ရပါတယ်။ တီးပွဲစဉ်မှာကာလရှည်ကြာအနားယူနေရတဲ့ United ပိတ်သွက်တွေရဲ့အချစ်တော်ကြီးတားတက်သမားကြီး Martinez တယောက်မျက်ကင်းစိမ့်တွေပေါ်ပြန်လဲရောက်ရှိလို့လာခဲ့ပါပြီ။ဒီနှစ်မှာ United အသင်းဟာခံစစ်အတော်လေးတည်ငြိမ်လာခဲ့ပြီးပေးကိုးတွေခွင့်ပြုနေရသည့်တိုင်အောင် နောက်ခံလူတွေရဲ့အမားကနေလာတဲ့ပေးကိုးတွေကအလွန်နေပြီး နီးပြအာမော်ရင်တိဆောက်နေတဲ့သရီးဘက်စစ်စတန်ကအတော်လေးပုံပေါ်လာနေပြီပဲဖြစ်ပါတယ်။ဒါကြောင့်လိုအပ်နေတဲ့ကွင်းလည်နေရာနဲ့ဝင်းဘက်တွေကိုဒါအင်အားဖြည့်တင်းနိုင်ခဲ့ရင်အတော်လေးလမ်းကြောင်းမှန်ပေါ်ရောက်ရှိလာဖို့ရှိနေပါတယ်။နောက်ထပ်ပြောစရာတွေရှိနေတာကဒဏ်ရာတွေသာကင်းစင်လာခဲ့ရင်အသင်းအတွက်အတော်လေးကိုကောင်းလာမဲ့မီစင်မောက်ပဲဖြစ်ပါတယ်။မီစင်မောက်ဟာချက်စီးအသင်းကလိုခြေစွမ်းတွေမမြင်ရသေးပေမဲ့အရေးသွေးမြင့်ကစားသမားတအုပ်ဆိုတာငင်းစရာမရှိပါဘူး။ သူပါဝင်တဲ့ပွဲတိုင်းအသင်းဟာအတော်လေးယုံအားကောင်းပြီးကွင်းလယ်မှာရှိတဲ့ကက်စမဲရိုနဲ့ဘရူနိုဖာနက်တို့လည်းကစားပုံချောင်းလဲလာစေတာကိုမြင်တွေ့ရပါတယ်။တိုက်စစ်အကူပြောင်းတွေမှာလည်းအတော်လေးကိုကောင်းမွန်ပြီးနီးပြအာမိုရင်အကြိုက်ကစားပေးနိုင်တဲ့သူလည်းဖြစ်နေပါတယ်။ နောက်တစ်ယောက်ဖြစ်တဲ့ဘရူနိုဖာနန်ဒက်ကိုလည်းမေးထားလို့မရပြန်ပါဘူး။နီးပြအာမိုရင်ရဲ့စနစ်မှာမရှိမဖြစ်ဂျိုကာတယောက်လိုဖြစ်နေပြီးသူစိတ်ကြိုက်နေရာမှာကစားကွင်မရခဲ့တာတော့အခွင့်အရေးဖန်တီးမှုတွေကများပြားနေစေဖြစ်ပြီးအခုဆိုဒီနေ့ပရီးမီးယားလိရဲ့ဂိုးဖန်တီးမှုအများဆုံးကစားသမားဖြစ်သလိုယူနိုက်တက်အသင်းတွေလည်းဂန်ဝင်ကစားသမားတအုပ်ဖြစ်တဲ့ပေါ့စကိုရဲ့စံချိန်ကိုတော့ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ ဆိုတော့အသင်းဟာလမ်းကြောင်းမှန်ပေါ်ရှိနေတယ်ဆိုပေမဲ့ပွဲစဉ်ပွဲတိုင်းကိုအာယုံစိုက်ပြီးရှားမက်တွေစူးစောင်းရမှာဖြစ်ပါတယ် အခုဆိုရင်တော့အဆင့်1ကအာဆင်နယ်သင်းနဲ့6မှတ်အကွာအဆင့်2ကမန်စီးတီးသင်းနဲ့က4မှတ်သာကွာဟချက်ရှိပေမဲ့အဆင့်15ကပူဝမ်သင်းနဲ့ကလည်း4မှတ်သာကွာဟချက်ရှိတာကြောင့်ဒီဇင်ဘာပွဲဆက်တွေမှာအမှတ်တွေကောင်းကောင်းယူထားနိုင်မှာဖြစ်ပါမယ်။နောက်တဲ့ပွဲစဉ်တွေဟာဂျားရက်မှာကန်ရမှာဖြစ်ပြီးဒီဇင်ဘာ9ရက်နေ့မှာပဲအိမ်ကွေးမှာဝဟန်သင်းကိုအခန့်သွားရအောင်မှာဖြစ်ပါတယ်။ဆိုတော့အဆင့်1နဲ့က4မှတ်အကွာမှာရှိနေသလိုအဆင့်15နဲ့ကလည်း လေးမှတ်သာကွာဟချက်ရှိနေတာမို့ရှေ့လာမဲ့ United ပွဲစဉ်တွေဟာရင်ခုန်စိတ်လှရှားမှုတွေနဲ့ပိတ်သက်တွေကိုဖျော်ဖြေမှုတွေပေးလာနိုင်အောင်မှာဖြစ်ပါကြောင်းတင်ဆက်ရင်းနဲ့နောက်တဲ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါခင်ဗျာ။ ဟုတ်ကဲ့မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe နှိပ်ပြီးအားပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာဗီဒီယိုသစ်တွေတင်တိုင်းသိရှိနိုင်အောင်လို့လည်းပေးနာကခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့လည်းမမေ့ကြပါနဲ့နော်အဆုံးအထိကြည့်ရှုအားပေးခဲ့တဲ့ဘောရာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ